ားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာလာလာပိုင်းတလားတာအတွက်အမေဆွေတို့ရဲ့ကံအဆိုးကောင်းကိုကျွန်တော်ရဲ့ Darren နဲ့ဟောကြားပေးမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ပုံမှန်အုပ်ဆုံးအနေနဲ့ကတော့ကျွန်တော်တရင်းကလေးတာသမီးတွေကိုဒီဗီဒီယိုကနေတစ်ဆင့်သူတို့ရဲ့ကံအဆိုးကောင်းတွေကိုကျွန်တော်ရဲ့ Darren ကချိုးပြီးတော့ဟောကြားပေးမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့တရင်းကလေးတာသမီးကျွန်တော်ရဲ့ဒီကောင်မနမမေးဆွေပေါင်းတဲ့များအားလုံးဗီဒီယိုကြည့်တဲ့လူတွေကိုရဲ့ တက်ကြော်မင်္ဂလာပိုင်းမှာဘေးရာတွေကအားတာလဲဘေးရာတွေကအားနေလဲဘေးရာတွေကကြံစွန်းနေဘေးချိန်တွေကတော့ကိုယ့်တက်ပြင်ဆင်ရမယ့်အချိန်တွေပြတ်မလဲသိရှိခွင့်ရအောင်ဒီဗီဒီယိုလေးကိုဆုံးတဲ့အထိလာစင်ပေးစီတင်ပါတယ်ကျွန်တော်ကတော့မိတ်ဆွေတွေကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့အဘမင်းနေကြရတဲ့ဘက်ဆက်ဆွေးနွေးတော့ဖြစ်ပါတယ်မိတ်ဆွေတွေကိုအများနဲ့ပေးတဲ့ရည်ရည်ရပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆက်တယောက်လေးဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေပေါင်းတင်များအပြီးတော့ ဒီတင်းငွေတွေကိုတော့ကျွန်တော်ဟောကိန်းတွေပဲဟောသွားမယ်။တင်းငွေတွေသားသမီးတွေတက်လာတာလောက်အောင်မဲ့ရည်ရည်တွေကိုတော့ကျွန်တော်ပြီးမှပဲဗီဒီယိုဖိုင်နဲ့တက်တက်ထပ်ပြီးတင်ပေးမယ်နော်။အဲ့တော့စလိုက်အောင်ကျွန်တော်တို့ပြီးတော့ကျွန်တော်ရဟောကြားမှုကိုနှစ်တက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောက်ကို follow လုပ်ပေးတာကြံပေးကျွန်တော်ကိုနေ့စဉ်နဲ့မြကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုရည်ရည်နဲ့ပတ်သက်ပြီးတော့သိရှိခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်စတင်ပြီးတော့ကတ်ချူလိုက်အောင် မမအောင်ဆုံးတနင်္ဂနွေသားသမီးတွေရဲ့စီးပွားရေးကိစ္စနဲ့ပတ်သက်တဲ့အပိုင်းလေးငွေကြေးတွေကျွန်တော်ကျန်းမာရေးတွေတွေ့အချစ်ကြီးအိမ်တော်ကြီးဝန်ထမ်းကြီးရနဲ့ပတ်သက်တာအာပြီးတော့ဒါကတော့ကျွန်တော်တို့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းဒါကတော့အခုနိုင်ငံခြားသွားတဲ့လူများနေတာပေါ့နော်အဲ့တော့နိုင်ငံခြားကံနဲ့ပတ်သက်တဲ့အပိုင်းဆိုပြီးကျွန်တော်အလုံးစုံအချက်လေးလေးချောက်ရှစ်ချက်ကိုကျွန်တော်ဖတ်ကြားပေးတော့မှာဖြစ်ပါတယ်စီးပွားရေးမှာတနင်္ဂနွေသားသမီးတွေဟာအဆက်အသွယ်ကောင်းနေရရှိလာမယ်ရောင်းမန်းဝယ်ပန်းနေအားကောင်းမဲ့ ခြေအနေအပိုင်းခြားတစ်ခုလို့ကျွန်တော်ရဲ့တဲရော့ကတ်ကပေါ်ကြပေါ်ပြပေးထားပါတယ်။ဒါကြောင့်မလို့ဒီလိုခြေအနေပိုင်းခြားမျိုးမှာစီဝါရီနဲ့ပတ်သက်ပြီးတိုးချဲ့ပြီးလှုပ်ဆောင်မဲ့အပိုင်းတွေဒါမှမဟုတ်စီဝါရီနဲ့ပတ်သက်ပြီးကုန်ကူးမဲ့အပိုင်းတွေကော်မတီတွေဝယ်လောင်မဲ့အပိုင်းတွေအမတန်အားကောင်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်လို့ကိုယ့်ရဲ့စီးပွားရေးဟာတည်ငြိမ်မှုတစ်ခုကိုကျွန်တော်တို့စတင်ပြီးကူးပြောင်းလာမဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဆိုတော့အစကအစမပြေတာကြီးရှိရင်ရှိခဲ့မယ်ဒါပေမဲ့၅လပိုင်းမှာစီးပွားရေးဟာတည်ငြိမ်တဲ့စီးပွားရေးတစ်ခုဖြစ် အတွင်ကူးပြောင်းလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်လို့ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေမှာဥပမာအသက်ကြီးရင်းတဲ့လူတွေနဲ့တွဲပြီးတော့လှုပ်ဆောင်ရတာကစလို့ရှိရင်အသက်ငယ်တဲ့လူတွေနဲ့တွဲဆက်ပြီးတော့လှုပ်ဆောင်ရတာပုံမှန်ပြီးတော့ကောင်းမွန်ပါလေ။ဒါကြောင့်မလို့တနည်းမလို့ဒါသမီးတွေအနေနဲ့ကိုယ့်ရဲ့ဝန်ထမ်းအလုပ်သမားခန့်တဲ့အခါမှာငယ်ရွယ်တွက်လက်နေတဲ့လူတွေနဲ့ကျွန်တော်တို့အခက်မယ်ဆိုရင်ကိုယ့်တက်ပုံမှန်ပြီးတော့ကောင်းမွန်တယ်။မိမိကိုယ်တိုင်ကလည်းအသက်ငယ်ငယ်ရွယ်တွက်တွက်လက်လက်နဲ့လုပ်ငန်းပေါ်ကိုတက်တက်ကြွကြွလှုပ်ဆောင်မယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းဒီထက်ပုံမှန်ပြီးတော့အားကောင်းလာနိုင်တယ်။ဒီနဲ့ပုံမှန်ပြီးတော့ အဆင်ပြေလာနိုင်တယ်။ပြီးတော့လုပ်ငန်းကိစ္စတွေမှာခက်ခဲနေတဲ့အရာတွေအဆင်မပြေနေတဲ့အရာတွေလူတူတူရောက်ရဲ့ကူညီမှုကြောင့်အဆင်ပြေလာနိုင်တယ်။ဥပမာပေါ့ဇာယစာတမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အပိုင်းငွေကြေးနဲ့ပတ်သက်တဲ့အပိုင်းအဆက်အသွယ်နဲ့ပတ်သက်တဲ့အပိုင်းလို့ဆိုလိုခြင်းဖြစ်ပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်လာရင်တော့ဒေသမှုသားတပီတွေကံကောင်းတယ်လို့ဖတ်မှအောင်ဆိုပုံသက်ပြီးတော့ဟောကြားပေးချင်ပါတယ်။နံပါတ်1ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတရင်းငွေသားတို့များ ။အဖက်မှာစူပါရီတန်ကောင်းတယ်လို့ပြောတယ်။ငွေကြေးကိစ္စတွေမှာဘာအားနည်းလဲဆိုကျမ်းမာရေးကြောင့်ငွေကုန်ကြေးကြဖြစ်တာမျိုးတခုထိမိခိုင်မိတိုက်မိတာလို့ရောရတာမျိုးတွေပေါ့နော်။ဒီလိုမျိုးတွေဥမာကိုကားမောင်းတယ်၊သူများဝင်တိုက်မိလို့ငွေရောရတာမျိုးဒါမှမဟုတ်ကိုကားကိုသူများဝင်တိုက်လို့ကိုကားပြင်ရတာမျိုးသူများကိုလည်းဟိုဖြစ်တာမျိုးပေါ့နော်ဟိုဆိုင်ငယ်စပိန်စရပြပေါ့နော်ကိုရဖုန်းကွဲလို့ပြက်လို့ပြင်လို့စရပြဒီလိုပြက်စီးလို့ အဲကျွန်တော်တို့ကိုယ့်ရဲ့ငွေကိုကြေကြာဖြစ်တာပဲပြည့်စည်တဲ့ထားမှာကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တာလည်းပါတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတုံးဆွဲတဲ့ဈေးတွေအရင်ကပုံများနေမယ်အဲကိုယ့်ရဲ့ဒီဒီကိုဒီကရာတုံးဆွဲသွားလာနေတဲ့ဆက်ပစ္စည်းတွေနော်ပြီးတော့ကိုယ်တုံးဆွဲနေတဲ့ဒီဖုန်းတို့တယ်လီဖုန်းတို့စသဖြင့်ပေါ့နော်အဲ့ဒါကြီးကျွန်တော်တွေ့ကြုံလာတတ်တယ်ပြီးတော့ကိုယ်ကြိုက်လို့ဝယ်ထားတဲ့တမုန်ကြီးပစ္စည်းတွေရှိနေတယ်နော်ဟိုမှာစိန်မဲ့ဖြစ်ဟိုရွှေပဲဖြစ်ပေါ့ဗျာစသဖြင့်ဒါမျိုးတွေ တောက်တာရှာတာရှိလာနိုင်တယ်ဒီပေါ်မှာကိုယ့်ရဲ့ဘာပဲပြောပြောငွေထွက်တာမဟုတ်ပေမဲ့လည်းကိုပတ်စံနဲ့ပေးထားပြီးဟိုပတ်စံပေးထားပြီးဝယ်ထားတဲ့ပစ္စည်းထွက်သွားတယ်ဆိုတော့ဒါကိုငွေကြေးကိစ္စရတယ်ပတ်သက်ပြီးတော့ပျောက်ဆုံးတာပစ္စည်းတာနဲ့အတူတူပါပဲဒါလေးတော့နည်းနည်းဂရုစိုက်စေချင်ပါတယ်ကျမရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ကျွန်တော်တနင်္ဂနွေသားသမီးတွေကအစားတောက်ပိုင်းအစာအိမ်ပိုင်းစသဖြင့်ဒီပိုင်းတွေမှာနည်းနည်းလေးတော့အားနေတာတွေ့ရပါတယ်ဆိုတော့ ဒီကိုယ့်ရဲ့အစာတောက်မစင်ကျင်မှုတဲ့အမစင်ကျင်မှုကြောင့်ဖြစ်တဲ့ပြဿနာအစာအိမ်လမ်းကြောင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ခဲ့မယ်ဆိုရင်တင်းတွေသားသမီးတွေကုသဖို့အတွက်အချိန်ကျန်ကြတယ်။ဟောကအဲ့လတလလောင်းကကုသနေရုံမပြူပြောင်းမှဝမ်းရှော့တယ်ဝမ်းပြတ်တယ်ပေါ့ဗျာအစာတောက်မှားပြီးတော့အဲ့ခဏခဏအဲ့ဝမ်းရှော့ဝမ်းပြတ်တယ်နဲ့ပတ်သက်ပြီးနောက်ဆက်တော့ပြဿနာတွေဖြစ်လာနိုင်တယ်။ဒါကြောင့်မလို့အစာတောက်တွေနဲ့ပတ်သက်တာပြီးတော့ဂျာရီဥတုကလည်းအခုအရန်ပူနေတာပေါ့နော်။အဲ့တော့အချိန်အဆက်တွေတော့နည်းနည်းလေး ရှောက်ကြည့်ပြီးတော့စားနိုင်တော့ပို့ပေါက်လာပါတော့။အဲတော့တင်းငွေတွေသားသမီးတွေခဏတတိထားမယ်ချက်ကတော့ခဏပြောအစာရေလမ်းကြောင်းဘိုက်ဆိုင်ရံနဲ့ပတ်သက်ပြီးတော့အစာတော့ဘိုက်ဆိုင်ရံနဲ့ပတ်သက်ပြီးတော့ view ဆိုင်ပါဖြစ်တယ်ဆိုလို့ရှိရင်ချက်ချင်းမပြောက်ဘူးကြာမယ်ကိုလည်းယောဂနဲ့ခံစားရမယ်လုပ်ငန်းတွေလည်းပြတ်မယ်ဒီဘက်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲထိုက်လျောက်ကုန်တာမျိုးတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာတတ်ပါတယ်နောက်တစ်ချက်ကကြတော့ဘာတွေ့လာနိုင်လဲဆိုတော့ခွဲစိတ်ကုသဖို့အတွက်ပေါ့နော်ခွဲစိတ်ကုသဖို့အတွက်ကျွန်တော်တို့ ရက်ဇက်ရှာနေတဲ့လူတွေပေါ့ယောဂရှာနေတဲ့လူတွေဘာယောဂမှမသိအဖြူမန်းအမဲမန်းအခုချိန်ကြီးမတဲ့ခွဲပဲလဲကို့အနေနဲ့အဲ့တွက်နဲ့ကုပင်တော့ကရောက်ရတာမျိုးတော့ကြုံကြုံလာနိုင်တာဒါယောဂဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဟောကြားချက်ဖြစ်ပါတယ်နောက်တစ်ခုကတော့တနင်္ဂနွေသာသမိတွေရဲ့အခြေအကျိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာအမတန်ကံကောင်းနေတဲ့ကာလအမတန်စမ်းပွင့်နေတဲ့ကာလဖြစ်ပါတယ်လက်ရှိရှိနေတဲ့ relationship ထက်နောက်တဲ့ relationship တစ်ခုချစ်တည်ဖို့တော့အားကောင်းနေလို့ပဲသုံးသပ်ပြီးဟောကြားပေးခြင်းတယ် လက်ရှိအခြေကိစ္စမှာအဆင်ပြေလားလို့ပြောရင်အဆင်ပြေတယ်ဒါပေမဲ့အဆင်ပြေတယ်ဆိုတာကနောက်ထပ်အခြေတစ်တခုဖန်တီးဖို့ကပိုပြီးအဆင်ပြေနေတယ်အဲ့တော့ဒါနာကျွန်တော်ပြောချင်တာပေါ့ဒီလက်ရှိတွဲနေတဲ့ relationship ကြားထဲမှာရှုပ်ရှင်ပူရှင်နေကဲရှင်နေလူမျိုးရှိရဆိုရင်တော့အခု relationship ကတော့အဆင်မပြေဘူးပေါ့ဒါပေမဲ့ကိုယ့်ဟာကိုယ်တည်တည်ငြိမ်ငြိမ်နဲ့ relationship ကိုတည်ဆောက်နေတဲ့လူတွေတော့ကတော့ကံကောင်းတယ်လို့ပြောခြင်းဖြစ်ပါတယ်ကျွန်တော်ကဒီအပိုင်းကိုနှစ်ပိုင်းပြောတာပေါ့ ။တပည့်ကကြတော့ကျွန်တော်အမှန်တမ်းပြောရင် relationship အခုအခြေအနေကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာကံကောင်းတယ်လို့ကျွန်တော်ဟောချင်တာ။ဒါပေမဲ့ခက်နေတာကတင်းငွေသားသမီးတွေရဲ့စမ်းကြောင်းဖြစ်ပေါ်လာမယ်နောက်ဆက်တွဲဆိုးကျိုးတွေရှိနေလို့ကျွန်တော်ကံကောင်းတယ်ပြောပေမဲ့လည်းအဲ့ဒီစမ်းပေါ်မှာကိုကတာယာပြီးတော့ရှောက်ပြီးတော့ဟိုကလုတဲ့အခါမှာလက်ရှိ relationship ဖြတ်ပျက်စီးသွားပြီဆိုရင်လည်းကျွန်တော်ဟောကိမှားသွားပါလိမ့်နော်။အဲ့တော့ကျွန်တော်ပြောချင်တာက relationship နဲ့ပတ်သက်ပြီးတော့ဒီ relationship ပေါ်မှာတံမိုးထားတဲ့သူအာစရဖြစ်ပေါ့နော်။ အရန်ကိုကဒီပေါ်မှာအာယုံစူးဆိုင်မှုအရန်အားများတယ်ဒီပေါ်မှာပဲခုံမင်းနေဒီမှာမှာပဲပျော်ရွှင်နေတဲ့လူတွေတော့ကတော့ကံကောင်းတယ်လို့ကျွန်တော်ပြောချင်တယ်အာဒါပေမဲ့ခဏကျွန်တော်ပြောလို့ကိုယ့်ရဲ့စမ်းကြောက်ပေါ့နော်နောက်ထပ်နောက်ထပ်လူတွေနောက်ထပ်နောက်ထပ်ပတ်သက်မဲ့လူတွေပေါ်လာတဲ့အခါမှာအဲ့လိုပြိပခလေးတွေအစမပြေမှုလေးတွေဖြစ်ပြီးတော့လက်ရှိ relationship ပြုတ်ပွဲသွားတာမျိုးလည်းဖြစ်လာနိုင်ပါတယ်ဒါပဲပြောအခြေကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းကံဆိုးခြင်းဟာကိုယ်အနေနဲ့စမ်းဖွင့်နေတဲ့အတွက်ကြောင့်မလို့ မိမိပုံမှန်မူတည်တယ်လို့ပဲပြောရမယ်အဲ့တော့ကိုယ်လက်ရှိရှိနေတဲ့ချစ်သူဘောကိုကိုချစ်လာအောင်လည်းကိုလုပ်လို့ရတယ်စိတ်ဆုသောအောင်လည်းကိုလုပ်လို့ရတယ်အဲ့ဒါတွေအရာအလုံးဟာတရင်းကလေးသားသမီးတွေပိုက်ဆိုင်ထားတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ဒီလိုအချိန်နေမျိုးမှာကိုဗေလန်းဝင်ရွေးချယ်မယ်ဆိုတော့ကိုယ့်ကိုဆုံးဖြတ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့နောက်တစ်ချက်ကတော့အင်တော်ကြီးကိစ္စပါအဲ့တော့ဒီကိစ္စမှာတော့တရင်းကလေးသားသမီးတွေကျွန်တော်ဘာတော့တွေ့နေရလဲလို့ပြောမယ်ဆွေမျိုးမိတ်ဆွေတင်ကြတော့ဒီရဲ့အကူအညီ ပေးရမှုသူတို့ပြန်ပြီးကူညီပေးရတာပေါ့နော်ပြန်လည်ပြီးတော့ထောက်ပံ့ပေးရတာမျိုးတွေ့ရတတ်တယ်ဒါပေမို့နှောက်အားဖြစ်တော့လောက်အောင်ကိုးအားဖြစ်တော့လောက်အောင်ငွေကြေးအားဖြစ်တော့လောက်အောင်ပေါ့နော်ဒီလိုမျိုးတစ်ခုခုလည်းကျွန်တော်ပတ်သက်ပြီးတော့တွေ့ဆုံလာတာကျွတ်ပေါ်တတ်တယ်အာပြီးတော့နောက်တစ်ခါတို့ရဲ့မိတ်ဆွေပေါင်းတင်းဒဲကနေစင်ကျွန်တော်တို့ဒီအိမ်တော်ကွဲတဲ့လူတွေအိမ်တော်ပြတ်တဲ့လူတွေပေါ့နော်သူတို့ကိုကူညီပေးတဲ့အခါမှာ နည်းနည်းလေးဂင်းဆိုင်ပါနည်းနည်းလေးဂင်းဆိုင်ပါဆိုတာမျိုးမတူဥမာပေါ့ဗျာကိုကယောက်ျားလေးဖြစ်နေတယ်ဟိုဘက်ကမိန်းကလေးကအိမ်တော်ကွဲတယ်ပေါ့နော်ကိုကအဲ့မိန်းကလေးကိုစာနာတာဖြစ်တနာဖြစ်ကိုကြီးရင်းရနေစစ်မလိုလားအပ်တဲ့ပြဿနာဖြစ်လာတတ်တယ်ဥမာကိုကယောက်ျားလေးဟိုဘက်ကအိမ်တော်ကွဲနေရလေယောက်ျားလေးကိုကြီးပြေးလိုက်တာတော့ဘာမှမဖြစ်ဘူးနော်အဲ့တော့ဟိုပြောရမှာမျိုးမတူချင်းကြားတယ်မှာအနေထိုင်ဘယူဆိုင်ဖို့အတွက်လိုအပ်တယ်။ကိုယ့်ဘက်ကဖောက်ပြန်ချင်တာဖြစ်မဖောက်ပြန်ချင်တာဖြစ်စိတ်ရှိသည်ဖြစ်စိတ်မရှိသည်ဖြစ် အဲဘာပြီးတော့ကိုယ့်ရဲ့နာမည်ကုန်တွင်ကိုထိခိုက်လာနိုင်တဲ့အကြောင်းတရားတွေဖြစ်ပေါ်လာနိုင်တယ်ဒါနံပါတ်1ချက်နောက်ကနံပါတ်2အချက်ကအိမ်မှာရှိနေတဲ့အိမ်သူအိမ်သားပေါ့နော်အဲထဲမှာဟိုအလုံးလုံးနေတဲ့လူတွေပေါ့နော်လုပ်ငန်းကိစ္စအိမ်နဲ့ပတ်သက်ပြီးပြဿနာဖြစ်တတ်တယ်ဆိုတော့မိမိကိုယ်တိုင်လည်းဖြစ်တတ်တယ်အဓိကပြောချင်တာတော့ဝန်ထမ်းတွေပေါ့နော်ခဏကျွန်တော်စူပါအိမ်ကိစ္စကိုပြောချင်တာမဟုတ်ဘူးသူများလုပ်ငန်းလုပ်နေတဲ့ဝန်ထမ်းတွေကိုစားပြုတ်ကိုယ့်အိမ်မှာဆိုလို့ရှိရင်ကိုကိုတိုင်းလည်းဝန်ထမ်းဖြစ်ချင်ဖြစ်မယ်တခြားတော့လူကိုမိမကိုယောက်ျားလည်းဖြစ်ချင်ဖြစ်မယ်ကွာကိုသားသမီးတွေလည်းဖြစ်ရင်ဖြစ်မယ် သူတို့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးပြဿနာဖြစ်တတ်တယ်အလုပ်ပြုတ်တတ်တယ်အလုပ်ပြောင်းသွားတတ်တယ်เนาะအဲ့ဒီအဲသူတို့ရဲ့ဒီလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘော်ကိုရင်ဖွင့်တာမျိုးတိုင်ပင်တာမျိုးဆွေးနွေးတာမျိုးအဲစတဲ့ဖြစ်ပေါ့เนาะသူတို့အခုညီတစ်ခုခုအလုပ်လုပ်ကိုအခုညီတောင်းတာမျိုးတွေဒီအချိန်မှာတွေ့ကြုံလာမယ်အချိန်ဒီပိုင်ကြတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ခဏအရှင်းမှလည်းကျွန်တော်ပြောထားတယ်လျှက်စစ်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအားနေတယ်လို့ပြောထားတာလေ အဲ့တော့ကျွန်တော်ကားတွေဖုန်းတွေလို့သုံးလုံးသားတယ်ဒါပေမဲ့အိမ်မှာသုံးနေတဲ့ဒီလျှက်စစ်ပစ္စည်းတွေကြောင့်လည်းစိတ်ညစ်တတ်တယ်ဥပမာ air con ဒီချိန်မှာဆို air con ပြတ်တာမျိုးလို့เนาะမီးရမလား air con ကပြတ် wash shower ဆက်တပြည့်ပေါ့အိမ်မှာကျွန်တော် used to လုပ်နေတဲ့လျှက်လျှက်စစ်ပစ္စည်းတွေလည်းအားနေတာမျိုးပြတ်ကားတာမျိုးပြင်ရတာမျိုးအစ်စ်ပြန်ဝင်ရတာမျိုးပေါင်းဝါဆပေါ့နော်ဒီလိုမျိုးတွေတွေးကြုံလာတတ်တယ်ဒါလေးကိုတော့ green side စစ်ချက်ပါတယ်နောက်တစ်ချက်ကတော့ဝန်ထမ်းရေးရကိစ္စအိမ်နဲ့ပတ်သက်ပြီးတော့ဟောကြားပေးချက်ဝန်ထမ်းတွေကတင်းငွေတာတွေတရားလုပ်ငန်းတစ်ခုမှာအလုပ်ပြိနေတတ်တယ်ပိတ်လောင်နေတတ်တယ် ဆိုတော့ဘလုံးမရုံထွက်လို့မရတဲ့အခြေအနေတစ်ခုကိုကြုံတွေ့နေရတတ်တယ်။ဆိုတော့နောက်လုံးတစ်ခုပြောင်းဖို့ကလည်းမဖြစ်နိုင်ဘူး။ဒီအလောက်ကလည်းထွက်လို့မရအောင်စသဖြင့်ပေါ့နော်။လုပ်ငန်းတွေကြားထဲမှာအလုပ်ပြနေတာမျိုးစိတ်ပျက်စီးမှုများနေတာမျိုးတွေတွေ့ကြုံရတတ်တယ်။ဆိုတော့ဒီအချိန်မှာတော့တေချာတာတစ်ခုကတော့မိတ်ဆွေတကယ်လို့အလုံးရှာနေမယ်။လောက်လုံးတစ်ခုပြောင်းဖို့စူးစမ်းနေမယ်ဆိုရင်တော့ခက်ခဲမဲ့ကာလပဲကျွန်တော်ပြောချင်တယ်။ဘာလို့ဆိုပိတ်လောင်နေတဲ့ကာလအပိုင်းခြားဖြစ်တဲ့ အတွက်ကြောင့်လို့နောက်ထပ်တကားအတစ်တစ်ခုဖွင့်ပေါ်ရတော့အချိန်မတန်သေးဘူးပေါ့ဒီ9လပိုင်းမှာပေါ့เนาะအဲကြောင့်မို့လက်ရှိရှိနေတဲ့အလုပ်ကိုပဲ flexible ဖြစ်အောင်အာကိုယ့်အကိုအဆင်ပြေအောင်လုပ်ဆောင်ဖို့အတွက်လိုအပ်တယ်နံပါတ်1ချက်ပေါ့เนาะနံပါတ်2ချက်ကဒီလုပ်ငန်းစဉ်မှာတမိကြီးကိစ္စလင်းများကိစ္စတွေကြောင့်မိမိပါမိမိကိုယ်တိုင်လည်းဖြစ်ပေါ်လာနိုင်တယ်ဥပမာကိုယ်လုံးမှာကြီးစားထားရတယ်ပေါ့เนาะအဲအဲ့ဒီမှာပြဿနာတက်တယ်ပေါ့เนาะဒါမှမဟုတ်လို့ရှိရင်လည်း သူများရည်စားထားတဲ့ဂျားထဲမှာကိုအောင်တယ်တော်လို့လို့ဘာလို့လို့ဂျားညက်ပြီးတော့ပြဿနာတက်တာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်မလို့ဖြစ်နိုင်တယ်ဆိုလုပ်ငန်းခွင်ထဲမှာလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့အာမဟုတ်ပါဘူးလုပ်ငန်းကိစ္စနဲ့ပဲပတ်သက်ပါလုပ်ငန်းကိစ္စမဟုတ်ပဲတခြားလူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အကူအညီပေးတာမျိုးဆောင်ရွက်ပေးတာမျိုးဝင်ပါတာမျိုးတွေမလုပ်ဆောင်ပါနဲ့เนาะအပြည့်နာဖြစ်တတ်လို့ပါเนาะအဲ့တော့တခြားတော့ကို personal ကိစ္စတွေပေါ့လုပ်ငန်းကိစ္စတွေလည်းမဟုတ်ပဲနဲ့ personal ကိစ္စတွေနဲ့ပတ်သက်ပြီးပြဿနာတက်တာမျိုးတွေရှိတတ်တယ်။နည်းနည်းလေး view ဆိုင်ဖို့အတွက်လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော် training ကိုဒါသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းချက်ပေါ့။အမှန်တည်းပြောရင်တော့ဒီချိန်မှာတင်းတွေဒါသမီးတွေပညာရေးအမှန်တအားနေတယ်။ကိုယ့်အကူစာဘလောက်ပဲစူးစမ်းကျင်စူးစမ်းရင်စာဘလောက်ပဲလုပ်ကျင်လုပ်ကျင်ကိုယ့်ရဲ့စိတ်ကစိတ်တော့ရှိတယ်လုံးဆောင်မှုတော့တန်ခွင့်လည်းမပေးဘူးပေါ့နော်ကျွန်တော်ပြောချင်တာအကြောင်းရာတစ်ခုမှတစ်ခုစာလုပ်ဖို့တဲ့ပြက်ပြဲတာမျိုးတွေစသဖြင့်ပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာအခက်အခဲအသားစီးများစွာနဲ့ကျွန်တော်ကျွန်တော်ဖြတ်ပြီးတော့မှအောင်မြင်မှုရရှိမယ်ဆိုတဲ့အပိုင်းအမျိုးဖြစ်နေတယ်။အဲတော့မိမိကိုယ်တိုင်ကလည်းခုနကပြောလို့ပညာရေးကိုအရင်ဦးစားမပေးတဲ့လူမျိုးဆိုရင်တော့ဒီချိန်မှာပညာရေးကပိုဝေးသွားမှာပေါ့နော်ကျွန်တော်ပြော။ငကုံကလေးကမှသူအသားစီးတွေများနေတာ။ဥမာကိုကစိတ်မပါဘူးဆိုရင်တော့ပိုဆိုးသွားမှာပေါ့နော်။အဲတော့ပညာရေးနဲ့ပတ်သက်ပြီးအသားစီးအပိတ်ပင်များစွာနဲ့ကျွန်တော်တို့ကြုံတွေ့လာတတ်တယ်။နောက်တစ်ခုကတော့ကျွန်တော်နိုင်ငံသားနဲ့ပတ်သက်တဲ့ကံပေါ့။တော်တော်များကျွန်တော်ဒီချိန်မှာမေးနေနိုင်ငံသားတိုင်းကောင်းမလားမကောင်းလားမေးဆိုကျွန်တော်ပြန်ပြေးပြပါမယ်။ နိုင်ငံသားနဲ့ပတ်သက်တဲ့ကံကတော့ဒိုင်းငွေသားသမီးတွေအားနည်းနေတဲ့ကာလအပိုင်းခြားတော့ပဲကျွန်တော်ပုံသက်ပြီးတော့ဟောကြားပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကြာနေတဲ့ကံအပိုင်းခြားရဖို့ကကောင်းနေတဲ့နမိတ်ပုံလေးတခုမဟုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်ပေါ့ဒီချိန်မှာနိုင်ငံသားသွားဖို့အတွက်ဆောင်ရွက်ထားတယ်ဆိုပြီးတော့အားနည်းမယ်။နောက်တစ်ခုကတော့ကိုယ်အနေနဲ့တကယ်လို့နိုင်ငံသားသွားဖို့အတွက်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းစီကနေတဆင့်ဥမာဥမာရှိနေအပေါင်းအသင်းကနေဆင့်ငွေလုံနာမျိုးငွေကြုံနာမျိုး ရှိခဲ့တယ်ဆိုရင်မိပြက်ဆွေပြက်တော်ဖြစ်တတ်တယ်နော်အမောဒါကြောင့်မလို့နိုင်ငံခြားသွားဖို့အတွက်ငါးလပိုင်းမှာလှုပ်ဆောင်မယ်ဆိုရင်ငွေမကြုံပါနဲ့ကျွန်တော်ပြောချင်ပါတယ်အဲ့ငွေကြေးကိစ္စအရင်နဲ့ပတ်သက်ပြီးတော့အော်ငါ့ကိုလိန်များလိန်သွားသူလိန်နာမလိန်နာတက္ကနာကိုယ်စိတ်တိုင်းမှာ live တွေးတောနေရရွရွကိုယ်အနေနဲ့တခြားအဖို့ပဲများစွာရည်ပတ်သက်ပြီးတွေးကြောငါးတတ်တယ်ဒါကြောင့်မလို့နည်းနည်းလေးတိထားပါလို့မှာခြင်းဖြစ်ပါတယ်အားလုံးတော့ကျွန်တော်ရဲ့ဒင်းကြီးသားသမီးမိတ်ဆွေများဒီလောက်ဆိုကျင်းနေမယ်လို့ထင်ပါတယ် ကျွန်တော်ကလည်းကျွန်တော်မြင်တာကျွန်တော်တွေ့တာကျွန်တော်ဟောလိုက်တာပါမိတ်ဆွေတွေနဲ့တိုက်ဆိုင်မှုရှိရင်လည်းရှိမယ်မရှိဘူးဆိုလို့ရှိရင်လည်းအဲ့ချက်တွေတတိထားဖို့တော့လိုအပ်ပါတယ်အားလုံးတော့ကောင်းသောလာလေးတလာကိုပြတ်ပြတ်ရှင်ရှင်တက်တက်ကြွကြအောင်မြင်ဖြတ်တန်းနိုင်ပါစေလို့ဆုတောင်းနေတယ်ကျွန်တော်ဗီဒီယိုဒီမှာပဲရန်နာခွင့်ပြုပါ